မိမဖက်အိတ်ရတာလောက်ကောင်းတာမရှိဘူးဆီယမရေတဲ့အဲ့တော့ကိုတယောက်ကပြောထားတယ်အဲ့တော့အာသူပြောချင်တဲ့အတိတ်ပဲကသူအဆင်ပြေတယ်ပေါ့နော်အဆင်ပြေနေတယ်ဆိုတဲ့အတိတ်ပဲကိုပြောပြချင်တာအဲ့တော့ဆီယမတို့ဒီရဲ့ဘိုင်းနေမှာမတွေ့တာမျိုးအကိုတို့ရောမိမဖက်အိတ်ရတာလောက် ကောင်းတဲ့အရာမရှိဘူးဆိုပြီး feeling ကောင်းကောင်းခံစားရနေဆိုရင်တော့ရှောက်ပြီးပေါက်ကြရတယ်မလုံးနဲ့အာဒီမတတတ်မိုင်နဲ့ပတ်သက်ပြီးတော့ဟိုမြန်မာတိုင်းစင်းနဲ့ကုသတာတွေတိုင်းစင်းတောက်တာတွေအဲချက်စင်းတောက်တာတွေဒါမျိုးတွေလည်းရှိသလို supplement တွေတောက်တာတွေရှိတယ်ဆိုတော့အများကြီးပြောရဗီတာမင် D3 တောက်အမသားရဲ့အတွက်ဇင်းတောက် DHA တောက် အဗီတာမင် B complex တောက်ဒါရီတောက်အဆင်ပြေတယ်။နောက်ဆောင်းစီမှာလည်းဒီမှာဗီတာမင် D3, DHA တို့ဒီဂျင်ဆင်းနဲ့ပါတဲ့ဟာတွေတို့နော်အဲ့လိုမျိုးပေါ့နော်အမြတ်တိုက်တဲ့ LRGN9 ပါတဲ့ဟာတွေဒါတွေရှိတယ်။ဒါတွေက supplement အနေနဲ့ဆောင်းမလည်းပေးတာ။အဲအဲ့လိုမျိုးပေါ့နော်ဆောင်းမရဲ့ဇေယျတောက်ပြီးတော့မျိုးမျိုးသမီးနဲ့ဖတ်အေးရတာတော့ကောင်းတဲ့အရာမရှိဘူးဆိုတဲ့ feeling မျိုးပိုင်ဆိုင်ခြင်းနဲ့ဆိုရင်နော်အဲစနစ်တကျကြောက်ကက်အသေးနှလုံး thyroid ဒါတွေကိုမထိခိုက်တဲ့ supplement အားစီးလေးတွေကိုစနစ်တကျတောက် supplement တောက်တဲ့အခါမှာဘယ်လောက်ထိတောက်အောင်လဲဆိုလွင်တွေ့ရှင်တည်နေတဲ့တည်ကျင်တဲ့ အကူတွေရှိရင်ထပ်ပြပေးမယ် အဲဘလောက်ထိတောက်မလဲဆိုတော့အနည်းဆုံး supplement ဆိုတာကအစာထိုးဆေးဝါးမဟုတ်တဲ့အတွက်လက်ရှိတောက်သုံးနေတဲ့ဆေးဝါးတွေကိုရက်စရာမလိုပဲတွဲတောက်လို့ရတယ်။နောက်တစ်ခု supplement ကိုထိရောက်ချင်တယ်ဆိုတော့3လစတိုက်အနည်းဆုံးတောက်ရှမ3လတောက်ပြီးတစ်လနားခိုင်းတယ်ပြီးရင်3လပြန်တောက်ခိုင်းတယ်။အနည်းဆုံးအဲ့လိုမျိုးပေါ့နှစ်ကြော၃ကြောတော့တောက်စီချင်တယ် supplement ကိုလေ။အဲအဲ့လိုလေးတောက်တာတော့ပိုပြီးထိရောက်ပါတယ်။3လဆင်တော့တော်တော်တိတိကျကျထိရောက်တယ်။ရှမစီမှာဒါကြောင့်မလဲအဲတစ်လစာချင်းမှားလို့ရတယ်လို့3လလည်းတွဲပေးတာမျိုးလေးတွေလည်းရှိတယ်ပေါ့နော်။အဲ့ဒါတချို့ငငယ်ချားအကိုတွေဆိုရင်တော့အဲ့3လတစ်ခါနဲ့မှားပြီးသူနဲ့ပြောတယ်လို့မိမဖက်အိတ်ရအောင်လောက် ောင်းတဲ့ feeling ဘာမှမရှိဘူးဆိုတော့ကျဉ်းတတ်မှုမျိုးရောက်သွားစေရမယ်။အဲဆရာမပြောတဲ့အညွှန်းလေးတိုင်းဆန်းကြီးတကြပါတော့။ဒါမဲ့အကိုတို့ဘက်ကပွင့်လင်းစာနဲ့အခြေအနေကိုတော့ပြပြမှဆရာမတိုင်းတွေ့ကျင်နေဆိုရင်၄၂၅နဲ့06561 099646 16ဆိုရယ်နံပါတ်ဒီမှာဆက်သွယ်မေးမြန်းလို့ရတယ်။မန်းလေးမှာဆိုရင်86တရား2အမှတ်30ရေစကန်အနီးအဲ့အမြေစကန်နဲ့ထိတ်တိုက်ပဲကျမတို့အိမ်ကအဲ့တော့အိမ်နာရောက်ရင်ကျမစီမှာဝင်ပြီးတော့လာဝယ်လို့ရတဲ့အိမ်ကိုလာပြီးတော့ဝယ်ခြင်းနဲ့ဆိုရင်လည်းနော် လေရင်မြန်စီတက်ဖို့လိုသေးတယ်အဲ့ဒါကလို့သဘောကျသွားလို့လေအဲဘာဘောက်ဆိုကျင်လဲဆိုမိန်းမတယောက်ကလှနေုံနဲ့မပြူပစံချနိုင်နဲ့မပြူတော်နေုံနဲ့မပြူဘက်ကောင်းကောင်းနဲ့လည်းမပြူလေမြန်စီတက်ဖို့လိုသေးရဆိုဟိုဟာဟိုဟာကွာလိုင်းပေါ်မှာ ပွဲဖြစ်နေကြတာလေဟိုဆရာဝန်လင်မယားနောက်ွယ်ကဖောက်ပြန်နေတဲ့ဟိုဗာလဲစာရီတက်လာတယ်ဆိုလားဗာဆိုလားအဲ့ဒီอ่ะပေါ့နော်ကိုရီးယားအစားဆုံးတော့မတည်ဘူးမတည်ဘူးဆိုတာကမဆွီရဲ့တိုက်ကဆရာမရဲ့တိုက်ကလုံးဝကိုသူများကြောင့်သိစိတ်ဝင်စားရတဲ့အထက်မှာမပါတော့လေဟိုမကြည့်ပြဘူးကိုနဲ့မဆိုင်ကိုလုပ်ငန်းကွင်းနဲ့ကိုမဆိုင်ကိုလုံးနဲ့မဆိုင်တိတ်ကောင်ကိုစိတ်ဝင်စားပြီးသူများ personally ကိစ္စအောင်သိမကြည့်ဘူးနာမားကတ်နဲ့ပတ်သက်တာကတော့အများကြီးကြည့်ပြီးမယ်ပါစနယ်ကိစ္စတွေကိုတိတ်မကြည့်ဖြစ်ဘူးပေါ့နော်အဲ့မှာအာဗာလဲဆိုတော့ ဟိုလေးမြန်စီးတယ်ဆိုတဲ့ကိစ္စလေးကသဘောပေါက်မတင်နဲ့အဲအတိအကျတော့ရှင်းမပြတော့ဘူးကွအဲ့ဒါလေးကိုပြောပါသဘောတော့အော်မိန်းမတယောက်ကလှနေနေမပြူဒါရီလက်ရှိမှာခိအေးစီးရောင်းရရပြောင်းလဲလာတဲ့နောက်မှာဟိုလိုချင်တာတွေလိုအပ်တာတွေကပိုပိုပြီးများလာတယ်နော်လိုအပ်တာထက်အော်ဆက်ဆံနေဆိုတဲ့ကိစ္စတခုကလိုအပ်တဲ့အရာတခုဖိုးမတဘာဝအရာခန္ဓာဘေးအရာလိုအပ်တဲ့တခုဒါပေမဲ့လိုအပ်တာထက် လိုချင်တာတွေကပေါ်လာတဲ့အခါမှာဟိုအရင်ခေတ်လွန်ခဲ့တဲ့အဆယ်စုနှစ်တစုလောက်ကအဲ့လိုပစ္စည်းတွေမပေါ်ခင်မပေါ်သေးဘူးအခုနောက်ပိုင်းမှာအဲ့လိုလိုချင်တာတွေထက်ကိုဟို sorry လိုအပ်တာတွေထက်ကိုလိုချင်တာတွေပုံများလာရတဲ့အတွက်အဲပစ္စည်းကိရိယာအစမ်းနေအသစ်တွေနီလန်းနေအာအမြဲတမ်း upgrade ဖြစ်နေတဲ့ဟာတွေကဒါတွေကပို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 များလာတာပေါ့နော်အဲ့ဒီခါမှာခေါင်းနဲ့ဘာဆိုင်လဲဆိုတော့ဆိုင်တဲ့နေရာတစ်ခွက်ကတော့ရွေးချယ်မှုကမှားသွားရင်ကိုပဲခံရမှာအဲ့တော့ကျွန်မစီမာဒီနေ့ဖုန်းဆက်တဲ့သူတွေ လဲ60 60ရှိပြီပေါ့နော်သူနောက်ထပ်အိမ်အောင်ပြုမှာသူမျိုးသမီးတော့သူထက်ငယ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီမှာအဆင်မပြေခြင်းလို့ဈေးထိုးခြင်းလို့ပါဆိုဖုန်းဆက်တာရှိရတယ်ဒါတွေကရွေးချယ်မှုမှားသေးဈေးနိုင်တယ်အသက်အရွယ်ရအောင်ပေါ့နော်အဲ့တော့ဟိုဖီလာထိုးရင်လည်းတစ်နှစ်ပဲခံပါလို့ဆိုတော့ဒီခါလေးပြောလိုက်တယ်ပေါ့နော်အဲ့တော့တက်မှာရေးပဲယူဆိုင်လိုက်ပါ စားသောက်နေထိုင်မှုလည်းကူးဆိုင်လိုက်ပါ A အနေလည်းကူးဆိုင်လိုက်ပါဗီတာမင် D3 နဲ့အဲဇင်းနေဗီတာမင် B ကွန်ပလက်ပါတဲ့ဟာလေးတွေဂျင်ဆင်းဆေးလေးတွေတောက်လိုက်ပါဒါလေးတွေဆိုရင်အဆင်ပြေတယ်အများကြီးမလိုဘူးလို့အမြဲတမ်းလည်းပြောခဲ့ပူတယ်ဟိုတော့ကလည်းပြောခဲ့ပြီးဆမ်မရှင်ပြတာလေးတွေကကျွန်တော်တို့အကျိုးရှိလို့ပါဆိုပြီးလာလာပြီးဖုန်းဆက်ပြီးတော့တိုင်ပင်ကြရတယ်ဆမ်မရှင်ဆေးတွေဝကြရတဲ့သူတွေအားလုံးကိုလည်းဂျေစုတင်တယ်အဲ့တော့လူတွေရဲ့စိတ်ကလို့အဖိုမတဘာဝရရဒါကလိုအပ်တာဒါပေမဲ့လိုအပ်တာတစ်ခုလိုချင်တာကအဆင့်နေရအပရိတ်တွေတက်လာတာဆိုတော့လေ ဟိုဘာပြောအမှန်တော့မသိဘူးဗောနော်လမ်းလမ်းလမ်းနေများလာတဲ့အခါမှာလမ်းမတွေတော့မရောက်စေချင်ဘူးပေါ့ရှင်ဒါပါပဲကိုတင်ငယ်ချင်းကနေဟုတ်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 တယ်ဟုတ်တယ်ဘာကဘာမှဟိုင်းရလဲရှိပါတယ်မမမနဲ့ကျွန်တော်အဲကျွန်တော်တို့မှာခါမေးသေးတယ်အမှပြီးတော့အဲ့လည်းကျွန်တော်မဝယ်ပြည့်တော့မဝယ်ပြည့်တော့ဆိုတော့ကျွန်တော်မဟုတ်အဲ့ဒါနဲ့ဗီဒီယိုကျွန်တော် ဒီဒီလိုပြောတာပဲလေသူကအဲ့လိုဒီလိုကကိုးတောင်းလေအမကြီးဒီအန်ဒီကျွန်တော်ပြောမှလေအမပြောမှနှာခိုင်းပြီးဟုတ်ကဲ့ဒီလိုလေးကိုကြည့်လို့ဆိုမှလည်းမကြည့်ရနဲ့ပဲဟုတ်ကဲ့ဒီမှာတော့ကျွန်တော်ပြန်ရေးတယ်ဒီလို ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းဟို Viber ရဲ့ page တွေရဲ့ TikTok တွေရဲ့ဆိုတော့များနေရောလေဟုတ်ကဲ့အခုတန်ငကြံတော့တောက်လို့အဆင်ပြေတယ်ဆိုရင်အခုခုနလိုကျွန်မရွေးချယ်ပေးလာမယ်အခုရွေးချယ်ရလဲများနေမှာပြီးတယ်ဘာရွေးချယ်ရမှန်းမသိဘူးအကိုကြီးအနေထားကိုလည်းအခုပြောရလေးချာနှောင်းထောင်ကြီးဟိုမှာကျွန်မသဘောပေါက်တယ်ကျွန်မတို့ကျွန်မအခုဘာပို့ပြီးလို့အဲ့နေဆိုသဘောပေါက်တယ်ဟိုအဓိကပေါ့ဘာလဲမဖြစ်တာမလန်းဆန်းတာကြီးပေါ့နော်ကျွန်မသဘောပေါက်ပါတယ်ကိုနော်အဲ့တော့အကိုကိုကျွန်မဘတ်တန်နိုင်တယ်ဆိုရင်တော့ဘာလေးပြပေးမလဲဆိုရင်ခုနက2300တန်လေးကိုယူ ရှော့ကျင်တသိန်း9000ခွဲတန်းကိုယူအကိုတငငချင်းတောက်တဲ့ဟာယူနေတယ်ဆိုလည်းရတယ်အကိုသုံးမျိုး try လို့ရတယ်နှစ်သိန်း9000တန်းယူလို့ရတယ်တသိန်း9000ခွဲတန်းယူလို့ရတယ်နောက်တစ်ခုဟိုခုနပြောတဲ့ဟိုလေးလည်းယူလို့ရတယ်အဲခုန9000ကုတန်းချင်းတောက်နေတာပေါ့နော်အဲဟိုကတော့နည်းနည်းလေးသေးတက်သွားတော့တသိန်းဖြစ်သွားတာပေါ့ကိုဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါကြီးတော့ကျွန်တော်တို့ကဟိုပြောရရင်ဘလို့ပြောတော့ဆရာမမညီမမညီညာမနဲ့ကျွန်တော်ဘာပြောမှမသိချင်ဘူး။ညာကြိုက်တာရွေးချယ်အဲ့ဆိုရင်ဆရာမတစ်ချိန်ခါပေးလိုက်မယ်2300တောင်းတန်ယူလိုက်အကို။ ဲ့ဒါဆိုအဆင်ပြေတယ်အဲ့ဒါပို့ပြီးတော့ supportive ဖြစ်တယ်အကူကဟိုလလန်းဆန်းလေးဖြစ်နေတာမနဲ့မိုးလင်းနိုင်ရင်အားရင်အားနဲ့နေတယ်လို့နှလုံးနေတယ်လို့ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်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 အဲ့ဒါလည်းအဆင်ပြေတယ်ကောဟုတ်ဟုတ်ဟုတ်ဒီအားဖြင့်ကျွန်တော်လေးဟိုဟိုဟိုသုံးမျိုးလေးပြောကြည့်ပါသုံးမျိုးချက်လေးကျွန်တော်ဒီကျောင်းကနေဘယ်တိုင်းကမလဲငူရက်ပြီမလဲတိကျကျွန်တော်ငူရက်ပြီကတော့ကျွန်တော်အောက်ကနေဘယ်မှာမှကျွန်တော်လေးပို့ရမလေးတိုင်းကျွန်တော်ပို့အားဟုတ်ဘယ်မှာမှပို့ထားလိုက်ရတယ်ဖုန်းလေးပြန်ဆက်ပေးကောနော်အဲ့လိုလေ ကျွန်မကဗာပြီးမှလဲဆိုဂန်ဒိုရာမရဲ့ဗကြေးစင်းရဲ့အဲစွမ်းစီမှာရှိရဲ့ဟော DHA တခုရဲ့နော်ကိုအသုံးမျိုးတွဲပေးလိုက်ပါမယ်ရှင်ကိုဟုတ်ဟုတ်ကဲ့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 ဟုတ်ဟုတ်သုံးမျိုးတွဲလာမှာကိုရေးပေးလိုက်မယ်အမျိုးအားလေအကုန်အဲဟုတ်ကဲ့ဟုတ်ကဲ့အဲနှစ်ဆက်ဆက်ကိုနှစ်ဆက်ကိုဟုတ်ဆက်ကွန်ရတာဗာဗာရမ်းဆက်ကွန်ခွဲရကြတော့အကို coffee တည်တာမယ်အ coffee အဲ့ coffee ထဲမှာတော့အကုန်တော့ပါတယ်လိုအပ်တဲ့ဓာတ်တွေအကုန်တော့ပါတယ်ပေါ့နော်အဲဂန်နိုပါတယ်ခုနပြောတဲ့ဂန်နိုလည်းပါတယ်ဇင့်လည်းပါတယ် မင်းတို့ coffee လို့တောင်းမှာကိုရင်းနှုံလက်တယ်ဆိုလို့ကျွန်မ coffee မပေးတာအဲ့ဒါကလည်း supportive ဖြစ်တယ်ဒါပေမဲ့အားစေးလို့မျိုးအားပြုတော့ခြင်းတော့ coffee မတောင်းနဲ့ခိုခုနဟာတော့ coffee ရတဲ့တော့နည်းနည်းလေးဟို supportive ဖြစ်တာမြန်နေအကိုပြောရမယ်ဆိုဝင်နေပြောရင် supportive ဖြစ်တာမြန်နေ casual လေးကိုအားတာပြုတာမြန်နေအဲဒါပေမဲ့ခုနလိုခုနလိုခုနအကို coffee တောင်းရင်းတုံနေမူးကျင်တယ်လို့ဖြစ်နေတော့ကျွန်တော်အဲ့အချိန်မျိုးဆို coffee ကိုမပေးဘူးနည်းနည်းလေးလူငယ်ပိုင်းတွေပေါ့အကိုရဲ့ဒီအချိန်မျိုးအဓိကအားဆိုင်နေတဲ့အချိန်မျိုးတွေပေါ့အဲ့ရပါကိစ္စကိုအရင်အားသက်တဲ့အချိန်မျိုးတွေကျွန်တော် coffee ကိုပေးလို့ရတယ် အဲ့လိုမျိုးမဟုတ်ဘူးလူကြီးပိုင်းအေးဆေးဆေးလေးအငြိမ်သွားမယ်ဆိုရင်တော့ဆေးပဲတော့အဲ့လိုမျိုးအာဒီတာလည်းကျွန်တော်အဲ့လိုမျိုးရှိရတာမဟုတ်ဘူးဒါမှလည်းဟိုဝေဒီကမှာကျွန်တော်ဒီဟိုအနေချွာနေပြီးကျွန်တော်ဟိုအနေကိုလည်း